ောင်ကလေးတောင်ကလေးတောင်ကလေးမေးကြလုံးကျွန်တော်ချန်ချန်လာရှာနာပေးတယ်ရေမမြုပ်ဘူးမီးမှန်တယ်ဆိုတဲ့အနေထားလေးမှာချန်တစ်ကွက်က250အပိတ်စီဖြစ်ပါတယ်ဒီချန်မရောင်းဖောက်ဆိုရင်ကျွန်တော်တောင်ကလေးမှာတခြားချက်နေလဲလာအပ်ထားတာအများကြီးပဲကျွန်တော်လုံးဝမရောင်းသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီချန်ကဈေးအတော်ဆုံးပဲဒီတော့ဒီလိုမျိုးအနေထားလေးမှာမိတ်ဆွေတို့အနေနဲ့ကျွန်တော်ထပ်ပြမယ်ပေါ့နော်ထပ်ပြမယ်ဘေးကချန်အချင်းနေချက်ကြည့်လိုက်နော်အခု loss လမ်းပြင်တော့မယ်လမ်းပြင်တော့မယ်ဆိုတော့ကဈေးကပိုတက်ဖို့ပဲရှိတော့တယ်ဒီတော့ အချိန်မီလေးတစ်ချက်ဝင်လိုက်ပေါ့နော်โอเคကျွန်တော်နောက်လိုက်ခဲ့လိုက်တစ်ချက်ငုပ်ပဲတောင်ကလေးမှာဒီလိုမျိုးအနေထားမျိုးကကျွန်တော်ရောင်းတာတလားရှိပြီပေါ့နော်တလားရှိပြီဝယ်တဲ့လူကပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတော့တိတ်အဆင်မပြေဘူးနော်နောက်ခါကျရင်မရှာပြီးတော့ဒီဘက်ချမ်းမှာမအနေထားလေးဖြိုးတောင်ကလေးကမိတ်ဆွေတို့အနေနဲ့ ကုံမြင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေတူလို့ရလားရေတူလို့ရတာမိထားတဲ့လူဒီမှာဒီဘက်ဘင်ကခြံဝယ်သွားတာရှင်းလိုက်ဒီမှာရေဘလို့တူထားတယ်သူများဟွန်းမကြီးရှိုးနည်းနည်းတော့မြင့်တယ်ကွာအတိအဟုတ်လားရေကနည်းနည်းတော့နတ်တယ်အဲ့လိုမျိုးနေထိုင်လေးဖြစ်ပါတယ်ဒီတော့ဒီခြံလေးကမျက်နှာစ30အနောက်ပေ80ဖြစ်ပါတယ်30 80အိမ်တလုံးကောင်းကောင်းလေးစောက်လို့ရတယ်တပ်ဝန်ကျင်းမှာလည်းအိမ်အပြည့်ရှိတယ်ရှင်းလိုက်တပ်ဝန်ကျင်းမှာလည်းအိမ်အပြည့်ရှိတယ်နော် ဒီတော့ကလမ်းလေးကလည်းတောက်ခင်တော့မယ်နော်အဲ့လိုမျိုးနေထားရင်ဖြစ်ပါတယ်ဒီလိုမျိုးခြံလေးအုပ်ဖနှောင်းရှိပြီသားကိုယ်နေနဲ့ဒီမှာတန်ဆက်ပြီးတော့အိမ်ဆောင်းလိုက်လို့တော့ရပြီနော်ဖောင်ဒေးရှင်းချပြီသားနော်အဲ့လိုမျိုးနေထားရင်ဖြစ်ပါတယ်မခြံနေကြည့်မယ်ကျဲကြီးပဲပင်လေးတွေလည်းရှိတယ်ခြံနောက်ဖေးမှာအပင်အကြီးကြီးတစ်ပင်ရှိတယ်တက်တော်သီးပင်နော်တက်တော်သီးအများကြီးပဲကျန်တက်တော်သီးတွေခူးစားလို့ရတယ်တက်တော်သီးပင်အကြီးကြီးတစ်ပင်ရှိတယ်နော်မဒေချာလေး ောင်းလုံးကထားပေးရလားရှိုးလိုက်ချန်အစုကနဲ့သူနော်ပင်လေးတွေနဲ့တန်းစီပြီးကထားပြီးသားလမ်းမကြီးရဲ့တကွက်ငုတ်ဆိုတဲ့အနေထားလေးပဲဖြစ်ပါတယ်ဒီတော့ဂျယ်ကြီးပဲပိန်250အပိတ်စီဖြစ်ပါတယ်နော်ဒီချန်ရအောင်မထုတ်ဆိုရင်တောင်ကလေးမှာကျွန်တော်ချန်နေထမရိုက်တော့ဦးဒီချန်ဈေးတော့ဆုံးပဲဈေးတော့ဆုံးနဲ့ညီကအကောင်ဆုံးဆိုတဲ့ချန်လေးရအောင်မထွက်သေးဘူးဆိုလို့ရှင်ကျွန်တော်တခြားချန်တွေလည်းပြဖို့ရှိရှိမရှိတော့စိတ်ပြတ်တယ်နော် ီတော့ကဒီလိုမျိုးနေထားနေမှာမိတ်ဆွေတို့တွေနဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါကတောင်ကလေးအချံဖြစ်ပါတယ်နော်ဒီထက်ဈေးတော့တာတွေ့လို့ရှိရင်ကိုယ့်အကိုရှာဝယ်လိုက်ဒါကတော့ကျွန်တော်ဒီတလနှစ်လအတွင်းမှာကျွန်တော်တွေ့ရတဲ့အထင်မှာတော့ဈေးအတတ်သာဆုံးဆိုတဲ့အနေထားပဲနော်ဒီလမ်းလေးတို့ပြင်တော့မယ်ဆိုတဲ့အနေထားလေးတစ်ခုမှာ လမ်းမကြီးတစ်ခွမ်းငုတ်ဆိုတဲ့အနေထားနဲ့ဖြစ်ပါတယ်ဒီနေရာလေးကမိတ်ဆွေတို့အနေနဲ့မသွားတက်မလာတက်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးရဲ့အဆုံးမှာ channel ဘယ်လိုလာမလဲဆိုတော့တောင်လေးရဲ့နှစ်တက်ကူပင်ထိုက်ရနေပြီးတော့ဒီ chain အပါဝါအထိကိုကျွန်တော်ဗီဒီယိုရိုက်ပြထားပေးမှာဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားလဲဆိုရင်အမြန်ဆက်သွင်းလိုက်ပါတခုရှိတာကတကယ်ဝယ်ရှင်တဲ့လူတွေဒီဗီဒီယိုမတွေ့သေးလို့နေမှာပါလူပဲဖြစ်သေးရတော့ဗောနော်โอเคသွားပြီ